မိုက်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေလေး YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှတော့ကျွန်တော်လုံးပိုင်ဤအဆက်ကိုပြန်လဲများတော့မှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီ16ကြိမ်မှာကျတော့ကျွန်တော်ဒီလုံးပိုင်3မျိုးပေါ့နော်လုံးပိုင်3မျိုး393မှာ339ပေါ့နော်9နိနစ်မှာဆိုရင်39နိ9နိနစ်မှာ39နိနစ်66မှာနေလေး6ဖြစ်ပါတယ်ပြီးတော့သူကဒီ6မှာတစ်ကြိမ်ပြတ်တယ်ဗောနော6လေးလေးမှာကျတော့6လေး6ဆိုပြီးတော့အလေးလေးဒီအလေးဗောနော6တစ်ကြိမ်ပြတ်တယ် ပြီးရင်ခွန်3ချစ်မှာကြတော့ခွန်ရရှိရဲ့6ခွန်ချစ်ပေါ့နော်ဒီတစ်ကြိမ်ကပြဲပြီးတော့ထပ်ပြီး okay လာတယ်ပြီးတော့ဒီခရက်ပတ်မှာကျွန်တော်6လုံးပိုင်2ကြိမ်ပေါ့နော်6လုံးပိုင်ရနှစ်ခုဒီ9လုံးပိုင်ပြတ်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်6 6ဖြစ်ပါတယ်ခင်ဗျာ6 6ဆိုတော့ကျွန်တော်ဒီ6လုံးပိုင်နှစ်ခုစလုံး okay လာတယ်ပေါ့နော်ဒီပြက်ပြင်မရှိသေးတဲ့ကျွန်တော်ဒီ9လုံးပိုင်ပေါ့နော်ဒီ3 3ညာကိုကနေစပြီးတော့ ပြက်ပြင်မရှိတဲ့ဒီခုနှစ်လုံးပိန်ကဒီမှာတစ်ကြိမ်ထပ်ပြက်တယ်ပေါ့နော်။ဟုတ်ကဲ့၆လုံးပိန်ကကျွန်တော်နီး၄မျိုးလောက်ရှိတယ်ပေါ့နော်။နီးမျိုးလောက်၄မျိုးစလုံးဟုတ်ကဲ့တော့ခေတာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ဒီ20ကြိမ်အတွက်ပေါ့နော်။20ကြိမ်အတွက်လုံးပိန်နီးအဆက်ကိုဆက်ပြီးကြည့်အောင်ပေါ့နော်။တော်냐59 69 6ဖြစ်ပါတယ်ခင်ဗျာပြီးရင်61 ဒီ၈၄၃၅၃နဲ့အောက်တူတယ်မှာကျတော့ကျွန်တော်၉၅၅ပေါ့နော်၉၅၅ပြီးတော့၅၃၁ဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်သူရဲ့နီးကတော့ဒီ၃ညကို၃နဲ့ပေါင်းချင်းဒီ၃လုံးပိုင်းပေါ့နော်အဲ့ဒီမှာတစ်ချိန်ပြတ်တယ်၃နဲ့၃ပေါင်းချင်း၆၆လုံးပိုင်းဒီဘက်မှာဒီ၅ကိုလည်းကျွန်တော်၃နဲ့ထပ်ပေါင်းပေးရမှာဖြစ်တယ်ပေါ့နော် ငါးနဲ့သုံးပေါင်းရှင်းဒီလုံးပိုင်ချစ်ရမယ်ပေါ့နော်ဒါနီးနံပါတ်၁ဖြစ်ပါတယ်ဒီမှာနီးနဲ့သုံးပေါင်းရှင်းက၁နဲ့သုံးပေါင်း၄တုံးမြနဲ့သုံးပေါင်း၃သုံးလုံးချိန်မှာ၉ခွန်ရှိဆိုတဲ့အတွက်အဲ့မှာတစ်ချိန်ပြတ်တယ်ပေါ့နော်သုံးသုံးပေါင်း၆ဆိုတော့၆၉၆ဆိုပြီးတော့ဒီမှာ၆ဒီ OK လာတယ်ပေါ့နော်ပြီးတော့နောက်ထပ်နီးတဲ့မျိုးကကြတော့ကျွန်တော်ဒီရှင်းနဲ့ရှင်းပေါင်း၁၆ဒီမှာ၆လုံးပိုင်ပေါ့နော်၆နဲ့၁ပေါင်းရှင်း၇ခွန်နဲ့လုံးပိုင် ရှောင်းနဲ့၃ပေါင်း၉လုံးပိမ့်မှာ၆လေး၆ဆိုတဲ့အတွက်အဲ့မှာတစ်ချိန်ပြတ်တယ်ပေါ့နော်ဒီတစ်ပတ်မှာလည်းကျွန်တော်တို့ဒီ၆နဲ့၇နဲ့ထပ်ပေါင်းအောင်ဖြစ်ပါလေပေါ့နော်ဒီရှင်းနဲ့ဒီရှင်းနဲ့ပေါင်း၁၆၆နဲ့၇ပေါင်းရှင်းဒီ73ရာဒီအတွက်ကြောင့်မို့ဒီတစ်ပတ်မှာဒီအပေါ်ကနီးနဲ့ကနန်းရှင်းမတူတော့ဘူးပေါ့နော်၃လုံးပိမ့်နဲ့၈လုံးပိမ့်ဆိုပြီးရတာဖြစ်ပါတယ်โอเคနောက်ထပ်ဒီနီးနံပါတ်3ကကြတော့ဒီ900ရာလေးဟာပေါ့နော် ခုနှစ်ရတဲ့ဟာကြတော့ကျွန်တော်ဒီ၃ညပေါ့နော်၃ညရယ်6တိရယ်ပေါ့နော်၃ညရယ်6တိရယ်နောက်ထပ်9နှစ်ထပ်ပေါင်းပြရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီခွန်ခွန်ဆက်လေးလေးနဲ့9ပေါင်း99နဲ့10ပေါင်းဆက်ခွန်ပေါ့နော်ဒါဆိုရင်ဒီမှာ6နဲ့10ပေါင်းခွန်ခွန်နဲ့9ပေါင်းတော့10နှစ်ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာတော့ကျွန်တော်3နှစ်ရမယ်ပေါ့နော် တောင်းပိန်၃မြို့စလုံးကနန်းကမတူဘူးပေါ့နော်ဆိုတော့၃ရက်၈ရက်၂ရက်၃ရက်နှစ်လားပေါ့နော်โอเคတော်တော်ဒီမှာတော့ပြည့်ပင်ရှိတယ်ဒီမှာပြည့်ပင်ရှိတယ်ဒီမှာပြည့်ပင်ရှိတယ်ပေါ့နော်โอเคဒါကြောင့်မို့ကျွန်တော်တို့ဒီနောက်ထပ်ပြည့်ပင်မရှိသေးတဲ့လုံးပိန်၄မြို့ကိုလည်းကျွန်တော်တို့ထပ်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်โอเคဒါလေးကတော့ကျွန်တော်ပြည့်ပင်မရှိသေးတဲ့လုံးပိန်ပေါ့နော်ဒီ ခွန်လုံးပိုင်မှာခွန်ခွန်ကိုတောင်ညာလုံးပိုင်မှာခွန်တောင်ညာတောင်ညာတောင်လုံးပိုင်မှာတောင်ခွန်ခွန်ကိုလုံးပိုင်မှာရှစ်ကိုလေးပေါ့နော်ငါ၆တောင်း၆၈ခွန်နိနေခွန်၃၈၈၃၃၅ကို၃၅မြေ၃ခုနိနေလေး၆၃၄ဖြစ်ပါတယ်ပြီးတော့ဒီမှာ၈၅နိ၈၆၅၃၅၆၆၄၆၉ခွန်၈ရှင်းကျွန်တော်ဒီ၆လုံးပိုင်မှာ၆၉၆ဆိုပြီးဖြစ်ပါတယ်ဗောနော်၆၉၆ဆိုတဲ့အတွက်ကြောင့်မို့ဒီ၆လုံးပိုင်ဒီ ထိတ်ဆီးနဲ့အပိတ်နေရာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီပြည့်ခရက်ဘက်မှာလုံးပိန်က608ရှိတယ်ပေါ့နော်608လုံးပိန်မှာ800လုံးပိန်ပြတ်သွားခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီအပူအနေနဲ့668ဒီအပူဆိုရင်တော့6ရက်7ရက်လုံးပိန်ရှိတဲ့အတွက်668 666ဆိုပြီးပြပေးထားပူတယ်ပေါ့နော်အဲ့ဒီမှာတော့669ဆိုပြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီလုံးပိန်နေ့အဆက်ကို20ချိန်အတွက်အတူတူထပ်ပြီးတော့လေလာကြည့်မယ်ပေါ့နော်โอเคဒီဟာလေးပေါ့နော် ဒီရှိမှာကျွန်တော်တို့သုံးကြိမ်မြောက်တယ်ပေါ့နော်ဒီ6မှာကို3နဲ့မြောက်တယ်ထိပ်စီ9မှာတစ်ကြိမ်ဒီ9မှာတစ်ကြိမ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ6ကို3နဲ့မြောက်တယ်ပြီးရင်ဒီ2မှာတစ်ကြိမ်ပေါ့နော်ဒီအလဲက6ကို6နဲ့ထပ်မြောက်တယ်ပြီးရင်3မှာတစ်ကြိမ်ဒီ6မှာတစ်ကြိမ်9မှာနှစ်ကြိမ်အပေါင်း6ဆိုပြီးတော့ဒီလိုလေးပေါင်းထားတာဖြစ်တယ်ပေါ့နော်โอเคဒါဆိုရင်ဒီတော့ဒီမှာ 3ဒီ24ပေါ့နော်ဖြော်3ချိန်ဒီ18ဒီ9နဲ့ conversion ဒီ16 4ချိန်ဒီ12ပြီးရင်နေနောက်ထပ်8လေးဒီ30နဲ့နေ6တစ်ချိန်နောက်ထပ်6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ဒီ9နဲ့ချိန်30ဆိုတော့ပေါ့နော်အဲဆိုရင်8နဲ့နေပေါင်းရင်30 4နဲ့6ပေါင်းရင်30နောက်ထပ်နည်းနဲ့နှစ်ပေါင်းလေးရှောင်းနဲ့ပေါင်းရင်တစ်စိတ်ဒီမှာ6တလုံးကြံတဲ့အတွက်6လုံးပိန်ရတယ်ပေါ့နော်6 9 6ဆိုပြီးတော့ ကျွန်တော်ထိစီးတဲ့အပိတ်နေရာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မပြည့်ခဲ့တဲ့ဘက်မှာဒီ6လုံးပိုင်းဖြစ်ပါတယ်အဆွင်း20ကျိန်အတွက်ဆိုရင်တော့ဒီဘောကလိုမျိုးပဲဒီ၃ယောက်ကို၃နေမြောက်မယ်ပေါ့နော်ဒီ၉ကို၃နေမြောက်မယ်ထိစီး6မှာတစ်ကျိန်တင့်မှာတစ်ကျိန်9ကို၃နေမြောက်မယ်ပြီးရင်ဒီတစ်ကိုတစ်ကျိန်ပေါင်းနေပေါ့နော်၈ကို၄နေမြောက်တယ်၉မှာတစ်ကျိန်လေးမှာတစ်ကျင်း6မှာတစ်ကျင်းအပေါင်း6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။အဲဆိုရင်3တုံညာလီ3ညာပါเนาะ 9320.9986ပေါင်းရှင်းဒီ73ဖြစ်ပါတယ်။โอเคနောက်ထပ်ဒီမှာတိကတစ်ချိန်ဖြစ်ပါတယ်ခင်ဗျာ93လီဒီ15ပြီးရင်ဒီမှာတိတစ်ချိန်8လေးလီ30နဲ့နှစ်ပေါ့နော်ပြီးရင်9လေး6နာချိန်7နဲ့63ချိန်78ဖြစ်ပါတယ်6နာချိန်7နဲ့6ပေါင်းရှင်းပါနော်အဲဆိုရင်ကျွန်တော်ဒီ7နဲ့ဒီ8နဲ့ပေါင်းရင်30 3နဲ့9နဲ့ပေါင်းရင်30နောက်ထပ်ကျွန်တော် တင်းနဲ့၅ပေါင်းရှင်း၆လေးနဲ့ပေါင်းရင်၁၀ဒီမှာ၃ဆိုတဲ့အတွက်ကျွန်တော်လုံးပိုင်ဒီနှီးအရာ၃လုံးပိုင်ရနေတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်၆လုံးပိုင်အဆက်ကအတီတစ်ဘက်မှာ၃လုံးပိုင်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီမှာ၃လုံးပိုင်ဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီ3လုံးပိန်ဒီဒီမှာလဲ3လုံးပိန်တူတယ်ပေါ့เนาะဒီတစ်ခုနဲ့တူတယ်ဒီမှာလဲ3လုံးပိန်ဒီမှာလဲ ၃လုံးပိုင်းဆိုပြီးဖြစ်ပါတယ်။ Okay နောက်ထပ်ကျွန်တော်လုံးပိုင်းနည်းတစ်မျိုးကိုလည်းဆက်ပြီးတော့အတူတူလေ့လာကြည့်မယ်ပေါ့နော်။ Okay ဒီမှာတော့ကျွန်တော်၉လုံးပိုင်းမှာ၈ကိုလေ၃လုံးပိုင်းမှာ၅၆၃၈လုံးပိုင်းမှာ၆၈ခုဖြစ်ပါတယ်။နည်းနည်းခွာ၃၈၈၃၃၉၃၅နဲ့၃၉နဲ့နည်းလေး၆၃နဲ့၈၅နဲ့၈၆၅၃၅၆၆၄၆၉၇ဒီ၆လုံးပိုင်းမှာ၆၉၆ဆိုပြီးဖြစ်ပါလေခင်ဗျာ။ဒီ၆လုံးပိုင်းမှာ၆၉၆ဆိုပြီးဖြစ်ပါလေခင်ဗျာ။ 696ဒါကြောင့်မို့ဒီ6လုံးပိုင်းဒီထိတ်စီနဲ့အပိတ်နေရာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်20ကြိမ်အတွက်အဲ့ဒီနေ့အတိုင်းပဲကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်3959ဖြစ်ပါတယ်3959696ဆိုပြီးဖြစ်ပါတယ်ခင်ဗျာပြီးရင်6တိ6ဒေ999ပါနော်999 93ဒီ 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်တို့ဒီ၃ညကို၄နဲ့မြောက်ထားတာဖြစ်ပါတယ်ဗောနော်၅မှာ၂ကျင်းဒီ၉မှာ၂ကျင်းဖြစ်ပါတယ်ဒီ၆ကို၂ကျင်း၅နဲ့၅နဲ့မှာ၂ကျင်းစီဒီ၅မှာ၂ကျင်းဒီအလေက၄နဲ့မြောက်မယ်ဗောနော်ပြီးရင်၁မှာ၂ကျင်းအပေါင်း၄ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်ဒီလိုရှက်ပြီးပေါင်းကြည့်မယ်ပေါ့နော်9နာချိန်30 19နောက်ထပ်6နာချိန်ပေါင်းတာက7နှစ်9နာချိန်30ပြီးရင်ဒီ9ရက်နေ့ရပေါင်းရှင်းကခွန်3လေးလီတီ7နှစ်ကိုနောက်မှာရှိတဲ့နေနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီမှာနေ့ကကြတော့ကျွန်တော်နေ့၄၆600ရတယ်ပေါ့နော် နှစ်3.6ဒီ9ရက်ခွန်ရပေါင်းရှင်လဲ16ဆိုတော့6နဲ့6ပေါင်းရှင်ဒီ7နှစ်ရတဲ့အတွက်ကျွန်တော်တို့ဒီမှာတော့နှစ်လုံးပိုင်ရနေတယ်ပေါ့နော်ဒါဆိုရင်ခုနကကျွန်တော်တို့3လုံးပိုင်ရနှစ်လုံးပိုင်ရဆိုပြီးဖြစ်ပါတယ်ပေါ့နော်ဒီမှာတော့နှစ်လုံးပိုင်ခုနကနီးမှာကြရင်ဒီမှာကျတော့ကျွန်တော်တို့3လုံးပိုင်ဆိုပြီးဖြစ်ပါတယ်ဒါဆိုရင်ပြက်ပြင်မရှိသေးတာကနှစ်3 3နှစ်ပေါ့နော် နှစ်သုံးဆိုပြီးဖြစ်ပါတယ်ဒါဆိုရင်ခုနကလည်းဒီမှာဒီမှာလည်းနှစ်လုံးပိုင်ရှိတယ်ဗောနော်ဆိုတော့ဒီမှာနှစ်သုံးလုံးပိုင်၃နှစ်လုံးပိုင်โอเคဒီကတော့မတူဘောနော်ဆိုတော့ဒီရှစ်လုံးပိုင်၃နှစ်ရှစ်၃ရှစ်နှစ်အားဗောနော်၃ရှစ်နှစ်အားဖြစ်ပါတယ်ခင်ဗျာ၃ရက်နှစ်ရက်ကတော့ကျွန်တော်နှီးတူတယ်ဗောနော်ဒီမှာလေခုနက3လုံးပိုင်းဒီဒီတစ်ခုနဲ့တူတယ်ဒီနှစ်လုံးပိုင်းဟာဒီတစ်ခုနဲ့တူတယ်ပေါ့နော် ဒေရှိတလုံးအားမှာပါသေးတဲ့အတွက်၃ရှင်းနဲ့အားဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါကတော့ကျွန်တော်မိုက်ရှင်များလေးလာလို့ရအောင်ပြန်လည်မြောက်ပြီးရှင်းတာဖြစ်ပါတယ်ပေါ့နော်။တင်ရှားလမ်းညွှန်ချက်တာဖြစ်ပါတယ်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိုက်ရှင်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။